လန်ဒတာဘီပွဲစဉ်အပြီးမီခေးအာတီတာရဲ့ပြောစကားများ အားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ DR YouTube Channel တို့ကနေကြိုဆိုပါတယ် TikTok ဝါညီကိုအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်တို့ဒီကနေ့ညမှာ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးတွေနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Arsenal တင်းနဲ့ဒါ Spurs တင်းလို့ရှင်ပြန်ကစားသွားတဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်အပီးပေါ့လေဒါကစားသမားတွေကိုအင်တာဗျူးပြုလုပ်ထားသလိုဒါ Mikel Arteta ကိုလည်းဒါအင်တာဗျူးပြုလုပ်ထားတယ်ဒီအင်တာဗျူးမှာ Mikel Arteta ပြောကြားထားတဲ့အကြောင်းအရာလေးတွေနဲ့ ဒါဒီပွဲစဉ်အတွင်းကျွန်တော်တို့အာဆင်နယ်တင်ကစားသမားတွေရဲ့ဒါ movement တွေဒါ Mike Arteta အသုံးပြုခဲ့တဲ့ဒါကစားကွက်ဒါ game plan တွေကိုကျွန်တော်အမြင်လေးတွေကိုကြောညိကိုနေနည်းနည်းလောက်ဒါဆွေးနွေးသုံးသပ်သွားခြင်းနဲ့ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါညာချမ်းခံစေကစားသမား Julian Timber အနေနဲ့ဒါ interview မှာ ဒါဘာပြောခဲ့လဲဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့အနိုင်ရရှိမှုအပေါ်အရန်ကိုပျော်ရွှင်မိတယ်ကျွန်တော်တို့တွေကစားပုံဒီထက်ပိုကောင်းသင့်တယ်လို့တော့ထင်တယ်ဘာကြောင့်လဲဆိုကျွန်တော်တို့ကစားနေတာစပါးနဲ့ဖြစ်ပြီးတော့ဒီလိုပွဲစဉ်မျိုးမှာကျွန်တော်တို့အသင်းလိုက်စုဖွဲ့မှုအားအင်ကတကယ့်ကိုကောင်းမွန်ခဲ့ပြီးကျွန်တော်တို့ ညီကိုတွေအားလုံးအကောင်းဆုံးပြုလုပ်နိုင်ခဲ့တယ်။ဒီပွဲစဉ်ကိုအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ဂိုးတွေလည်းများစွာရရှိခဲ့တဲ့အတွက်အရန်ကိုဝမ်းသာမိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီကနေ့ပျော်ရွှင်ပြီးရင်တော့နောက်နေ့ကျရင်ကျွန်တော်တို့ကစားရမယ့်ပွဲစဉ်တွေအတွက်ပို့ပြီးတော့အာယုံစူးစိုက်တင်နေကျွန်တော်တို့ကဗုဒ္ဓဖူးနေ့မှာဒါသူတို့အနေနဲ့ဆိုရင်တော့ဗုဒ္ဓဖူးပေါ့လေကျွန်တော်တို့ဆိုလို့ရှိရင်တော့ဒါအင်ကာဟိုစတာဘရီနေ့မနက်ဖြစ်သွားတာပေါ့စတာဘရီနေ့မနက်ဖြစ်သွားတယ်အာ အဲ့ဗုဒ္ဓဘူးနေ့ညမှာတို့အနေနဲ့ဒါဂိမ်းပွဲကြီးတပွဲကစားရအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေနောက်ထပ်ပွဲစဉ်နဲ့ပတ်သက် ပြီးတော့အကောင်းဆုံးအာရုံစူးစိုက်ဖို့လိုတယ်ကျွန်တော်တို့ရဲ့ဒီလိုကစားပုံကိုကျွန်တော်တို့ဆက်လက်ထိန်းသိမ်းသွားဖို့လိုတယ်ဆိုပြီးတော့ဒါဂျူလီယန်တင်ဘာကပြောကြားထားတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆနယ်အသင်းရဲ့မီခေးအာတီတာနဲ့ပတ်သက်ပြီးတော့ဒါ အင်တာဗျူးတွေလည်းအများကြီးတက်လာတယ်ဒီနေရာမှာ Mikea Data ကဒါအရင်ဆုံးအနေနဲ့ Leandro Trossard နဲ့ပတ်သက်ပြီးတော့ပြောကြားထားတယ်ဒါ Trossard ကသူဒီလာမဲ့အပြောင်းရွှေ့ဈေးကွက်မှာရောင်းချသွားမဲ့ကစားသမားမျိုးမဟုတ်ဘဲနဲ့သူ့ကိုပိုင်ဆိုင်ထားရတာတကယ်ကိုကောင်းမွန်တယ်သူ့စီကကျွန်တော်တို့အသင်းအတွက်အများကြီးကောင်းကျိုးတွေရတယ်သူက ကျွန်တော်တို့အသင်းမှာရှိနေတာတကယ်ကိုကောင်းတဲ့ကစားသမားတွေတဲကတယောက်ဖြစ်ပြီးတော့သူကကျွန်တော်ရောင်းချသွားမဲ့ကစားသမားတွေတဲမှာမပါဝင်နေဘဲနဲ့ သူ့ရဲ့လှုပ်ဆောင်ချက်တွေကတကယ်ကိုကောင်းမွန်နေတယ်ဒီနေ့သူကိုရရှိသွားတဲ့အပေါ်ကျွန်တော်အနေနဲ့သူ့အတွက်အရန်ကိုဂုံယူမိတယ်ဆိုပြီးတော့ Mikkei Arteta ကပြောကြားထားသလို EBHC နဲ့ပတ်သက်ပြီးတော့ Mikkei Arteta ကသူ့ကိုခေါ်ပေးခဲ့တဲ့အာဂဇာဒရိုက်တာ Andrea Pata ကိုကျွန်နေနဲ့အရင်ဆုံးကျေးဇူးတင်ခြင်းနဲ့ Andrea Pata အနေနဲ့ easy ကိုအသင်းထဲမှာထည့်ပေါင်းပေးနိုင်ခဲ့ခြင်းကဒါကျွန်တော်အတွက်ဖျားပေးတဲ့လက်ဆောင်ပဲ သူ့အနေနဲ့အကောင်းဆုံးပြုလုပ်နိုင်ခဲ့ပြီးဒီပွဲစဉ်မှာဒီချွေစမ်းမျိုးကသူ့အနေနဲ့တကယ့်ကိုထိုက်တန်တယ်ဆိုပြီးတော့ Mikea Data ကချီးကျူးစကားဆိုတာသလို EBRG အစည်းအနေနဲ့ဒါနိုင်ငံတကာပွဲစဉ်တွေအပြီးနှစ်ရက်အနားယူပြီးတဲ့ချိန်မှာဒါနောက်နေ့မှာဒါ trainee ပြန်လဲပြုလုပ်ခဲ့တယ်ဒါ trainee ဒီမှာလဲသူ့အနေနဲ့ခြေစွမ်းကောင်းတွေပြသခဲ့ပြီးတော့ သူကကျွန်တော်ရွေးချယ်ခြင်းစရာကောင်းအောင်မျိုးခြေစွမ်းနေပြသခဲ့တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်အနေနဲ့ line net ထဲမှာရွေးချယ်ပြီးတော့ဒါသူ့ကိုကျွန်တော်အသုံးပြုခဲ့ခြင်းကဒါအခုဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကိုအကောင်းဆုံးအဆုံးအဖြတ်တွေပေးသွားတယ်သူ့အနေနဲ့ကြီးခြေစွမ်းမျိုးနဲ့တကယ်ကိုထိုက်တန်ပါတယ်ဆိုပြီးတော့ MKR data ကပြောကြားထားပါတယ်နောက်တက်တဲ့နေ့ဒီပုံအနေနဲ့ Leandro Trossard ကသူတို့အနေနဲ့ဒီတက်ပိုကောင်းတဲ့ပွဲစဉ်တွေအများကြီးရင်ဆိုင်ကစားရမှာဖြစ်တဲ့အတော့ ဒီလိုခြေစွမ်းမျိုးနဲ့ဒီလိုစူးဖွဲ့အင်အားမျိုးကိုကျွန်တော်တို့အများကြီးပွဲစဉ်တိုင်းလိုအပ်တယ်ဆိုတဲ့ပုံစံမျိုးဒါလီယန်ဒိုထရော့ဆက်ကပြောကြားထားတယ်ဒါဒီကနေ့မှာကျွန်တော်တို့အသင်းသားတွေအားလုံးပျော်နေပြီးတော့မီခေးလည်းပျော်နေမယ်ဆိုတာကျွန်တော်တိုင်းစားမိတယ်ဆိုပြီးတော့ဒါလီယန်ဒိုထရော့ဆက်ကလည်းဒါအင်တာဗျူးမှာပြောကြားသွားတယ်ဒါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါတီယရိုအွန်နရီက ဒါ Leandro Trossard နဲ့ပတ်သက်ပြီးတော့ Trossard ကအသက်အရွယ်တကယ့်ကိုကြီးမြင့်နေပြီ ਆ ဖြစ်တည်တိုင်အောင်သူ့အနေနဲ့ဘောလုံးထိမ့်သိမ့်မှုနဲ့ဒါကိုးပေါက်ကန်သွင်းမှုတွေကတကယ့်ကိုတေချာနေတော့မယ်သူ့အသက်30ဆိုတာကျွန်တော်တို့ယုံနိုင်စရာတော့မရှိဘူးဆိုတဲ့ပုံစံမျိုးဒါ Thierry Henry ကပြောကြားသွားပြီးတော့သူ့အနေနဲ့ first step မှာတည်းကတကယ့်ကိုကောင်းမွန်တဲ့ထိချက်မျိုးနဲ့ဒါ goal ပေါက်ကန်သွင်းနိုင်ခဲ့တယ်။ကန်ကောင်းစွာနဲ့ကျွန်တော်တို့ goal တွေကိုဖျက်ဖျောက်တက်တက်ဝင်သွားခဲ့ခြင်းက သူကိုယ်တိုင်စူးစမ်းအထောက်မှုတွေကြောင့်ဖြစ်တယ်ဆိုပြီးတော့ဒါတီယရိုအနရီကလီယန်ဒိုထရော့ဆန်နဲ့ပတ်သက်ပြီးချီးကျူးစကားဆိုထားပါတယ်။ဒါနောက်ထပ်ကျွန်တော်တို့ဒါထပ်ပြီးတော့ဆွေးနွေးရမယ့်အကြောင်းအရာကတော့ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗောလေဒါကျွန်တော်တို့ဒီဘောလုံးမရှိတဲ့အချိန်နေဘောလုံးရှိတဲ့အချိန်နေအာဆင်နယ်ဘလို့ကစားလဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲအာဆင်နယ်အသင်းရဲ့ MKR data ရဲ့ game plan ကဒါဒီပွဲစဉ်မှာတိတိတတ်တာပြောင်းလဲမှုတွေရှိလားဆိုတဲ့အပေါ်မှာကျွန်တော်အမြင်လေးကိုကြောင့်ညိုကိုတွေကိုဒါနည်းနည်းတော့ ဒါ sharing လုပ်ပေးသွားခြင်းတယ်ကျွန်တော်အမြင်မှာဘလို့ဖြစ်လာလဲဆိုတော့နောက်တန်းနဲ့ပတ်သက်ပြီးတော့အရင်ဆုံးကျွန်တော်ပြောခြင်းတယ်နောက်တန်းမှာဒါ debit raya အနေနဲ့ဒါဒီပွဲစဉ်ကိုလည်း clean sheet ရသွားရမယ်အစား သူ့ရဲ့ပေါ်ဆမှုနဲ့ဒါမတ်မာတင်ဆူဗီမန်ဒီရဲ့အမှားကြောင့်ကျွန်တော်တို့ကိုတကူပြန်ပေးခဲ့ရတယ်လို့ဒါတစ်ဖက်ကကန်သွားတဲ့ဒါရီချာလီဇန်ရဲ့ကန်ချက်ကလည်းတကယ်ကိုကောင်းမွန်တာဖြစ်တဲ့အတော့ကျွန်တော်တို့ဂိုးပေးလိုက်ရတယ်ဒါကဂိုးသမားကိုလည်းအပြစ်ပြောလို့မရတယ်လို့မာတင်ဆူဗီမန်ဒီကိုလည်းအပြစ်ပြောလို့မရဘူးဒါဘာပဲဖြစ်ဖြစ်ရီချာလီဇန်ကလည်းတကယ်ကိုကောင်းတဲ့ကန်ချက်မျိုးနဲ့ကန်သွင်းသွားတာအဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်မှာတကူပြန်ပေးလိုက်ရတယ်တကယ်ဆို 4C ို့မဟုတ်ဒါ30လောက်နဲ့ကိုဒါပွဲကပြတ်သွားအောင်မှာတကယ်တော့ကျွန်တော်တို့တွေကအသင်းသားတွေပေါ်ဆမှုကြောင့်လို့ပဲကျွန်တော်အနေနဲ့သုံးနှုံးခြင်းနဲ့ဒါဒီပွဲစဉ်မှာဆိုလို့ရှိရင်နှစ်ကြိမ်တိတိဒေဗစ်ရာယာကပေါ်ဆာခဲ့တာဒါကံကောင်းလို့ဒါကြောင့်တကိုးပဲပြန်ပေးလိုက်ရတာဗောလေအဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါ movement လေးတွေကျွန်တော်နည်းနည်းလောက်ကြည့်အောင်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ပုံမှန်မြင်တွေ့နေကြအတိုင်းမဟုတ်တဲ့ ဒါနောက်တန်းစုဖွဲ့တစ်ခုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒါနောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်ပုံမှန်မြင်တွေ့နေကြဆိုကာရီယမတ်ကဟေးနဲ့ဒါဝီလျံဆလီဘာနှစ်ယောက်ကိုကျွန်တော်တို့ကပုံမှန်မြင်တွေ့နေကြဒါဆန္ဒအထိုင်းမှာဗောလေဒါဝီလျံဆလီဘာကဘေးဒင်အက်ကစားပုံနဲ့သူကပုံမှန်ကစားနေကြအတိုင်းကစားပြီးတော့ဝီလျံဆလီဘာနဲ့ဘေးမှာဆိုလို့ရှိရင်ဒါကာရီယမတ်ကဟေးက district ကပုံစံမျိုးနဲ့အမြဲတမ်းကစားတယ်အခုဒီနေ့ပွဲစဉ်မှာဒါ sorry မနေ့ကပွဲစဉ်မှာကျွန်တော်မြင်တွေ့လိုက်ရတာက ဘေဒင်အက်ကဟိုဘယ်လိုပြောမလဲပီယရိုအင်ကပေးဖြစ်သွားတယ်ဗျဘေဒင်အက်ကပီယရိုအင်ကပေးဖြစ်သွားပြီးတော့ဒက်စထရိုက်ကာကဒါဝီလျံဆလီဘာဖြစ်သွားတယ်ဒီနေရာမှာဝီလျံဆလီဘာအနေနဲ့ဒက်စထရိုက်ကာဆော့တာချက်ချင်းကြီးအံဝင်သွားတာလားဆိုတော့မေးခွန်းတွေတော့မေးကျင်စရာရှိတယ်ဒါဒီလေးပွဲစဉ်မှာမဟုတ်ပါဘူးကျွန်တော်တို့ဒါဟိုရှေ့ကဒါဘယ်လိုပြောမလဲချန်ပီယံလိပွဲစဉ်တချို့မှာ ဒါဒီလိုပုံစံမျိုးကစားခဲ့ဘူးတဲ့ဒီလိုပုံစံမျိုးအလားတူပုံစံတစ်ခုကိုဒါ Mikel Arteta အနေနဲ့အသုံးပြုခဲ့ဘူးတဲ့ဒါကဘယ်လိုမျိုးလဲဆိုလို့ရှိရင် William Saliba ကရှေ့ကိုတက်တက်ပြီးတော့ဖြတ်တယ်သူ့စီကလွတ်လာတဲ့ဘောလုံးတွေကိုဒါ Piero Incape ကအထိုင်သဘောမျိုးတောက်လျှောက်ထိုင်ပြီးဖြတ်တာအရင်တော့ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ဒါ ဂါဘရီယယ်မဂါဟေးကအရှိကိုတက်တက်ပြီးတော့ဖြတ်တယ်သူစီကလွတ်လာတဲ့ဘောလုံးတွေကိုဝီလျံဆလီပါကထိုင်ထိုင်ပြီးဖြတ်တာဒါပေမဲ့ကျွန်ညူကိုတွေတေချာကြည့်ရင်သိပါလိမ့်မယ်မနေ့ကပွဲစဉ်မှာဝီလျံဆလီပါကအရှိကိုတက်တက်ပြီးဖြတ်တယ်နောက်ကထွက်လာတဲ့ဘောလုံးတွေကိုဒါပီယရိုအင်ကပေးကတောက်လျှောက်တိုင်ခံထိုင်ဖြတ်တာဒီလိုပုံစံမျိုးတစ်ခုမှာအဲဘယ်လိုပြောရမလဲတချို့ movement နေမှာဆိုလို့ရှိရင်ကျွန်တော်မြင်တွေ့ရတလောက်ဆိုလို့ရှိရင်အရင်နှုန်းကဂါဘရီယယ်မဂါဟေးရှိမဲ့နေရာမှာ William Saliba ရတိုးတိုးပြီးဝင်သွားတာကြီးက ဒါလုံးဝတိတာတဲ့အချက်တစ်ချက်ပဲဗျာဒါဒီနေရာမှာဝီလျံဆလီဘာအနေနဲ့အကောင်းဆုံးဒါသူ့အနေနဲ့ပုံစံနှမျိုးလောက်ထိကိုပြောင်းပြီးစော့နိုင်တာကအာဆင်နယ်အသင်းအတွက်တော်တော်လေးကိုကောင်းတယ်ဒါပြီးွားရဆိုလို့ရှိရင်ဒါတချို့တွေကပြောနေကြတာတွေရှိတယ်အာဝီလျံဆလီဘာနဲ့ဂါရီယမကာဟေးဆိုကပီယမကာဟေးကပိုကောင်းတာပေါ့ဒါတိုက်စစ်မှာလည်းခိုးတွေရအောင်ကူညီပေးနိုင်တယ်လို့ဒါခံစစ်မှာလည်းအရန်ကိုကောင်းတဲ့ movement တစ်ခုကိုပြနေတာဒါတောင်မှဒါကျွန်တော်တို့ဘောလုံးလောကထဲမှာဆိုလို့ရှိရင် ီလျံဆလီပါကပို့ပြီးတော့နာမည်ကြီးတယ်ဝီလျံဆလီပါကိုပို့ပြီးကြိုက်တဲ့အသင်းတွေများတယ်ဆိုတာအဲ့ဒါပဲအဖြေကအဲ့ဒါပဲရှင်းရှင်းလေးပဲဘေးဒင်အက်ကစားသမားတွေကအခုလက်ရှိဘောလုံးလောကမှာမော်ဒန်ဘောလုံးလောကခေတ်မှာကျွန်တော်မြင်ရတဲ့လောက်ဘေးဒင်အက်ကစားသမားတွေအထိုင်ကစားသမားတွေကအယံကိုနဲတယ်ဗျဒါကျွန်တော်အမြင်ကိုပြောတာပေါ့လေအယံကိုနဲတယ်သူ့လိုပုံစံတူဆိုလို့ရှိရင်ဒါကျွန်တော်အထင်မမှားဘူးဆိုလို့ရှိရင်ဒါဘာဂျေဗန်ဒိုက်တယောက်လောက်ပဲကျွန်တော်ကောင်းကောင်းမြင်ဘူးသေးတယ်။ဘာလို့ဆိုဝီလျံဆလီပါလိုမျိုးဘေးဒင်းအက်ကောင်းကောင်း နော်ဟိုဘယ်လိုပြောမလဲထွက်လာတဲ့ဘောလုံးတွေကိုလုံးဝအမှားယွင်းမရှိကစားသမားကိုအိတ်ကတ်တဲ့ထဲ့ပုံတွေကအစဒါလုံးဝကောင်းတာဆိုလို့ဒါ ိုဘယ်လိုပြောဗာဂျယ်ဗန်ဒိုက်တယောက်လောက်ပဲကျွန်တော်တွေ့ဘူးသေးတာဒါပေမဲ့အခုဆိုရင်တော့ဗာဂျယ်ဗန်ဒိုက်ကလည်းအသက်အရွယ်အရဒါစကားပြောလာပြီပေါ့လေအခုဆိုလို့ရှိရင်ဝီလျံဆလီပါကဒါဗီနီအက်ပုံစံမျိုးလဲကစားနိုင်တယ်လို့အခုဆိုဒစ်စရိုက်ကပုံစံမျိုးပါကစားနိုင်တာဖြစ်တဲ့အတွက်အာဆင်နယ်အတွက်တော့တကယ့်ကိုရွှေပဲဗျဒါကြောင့်မို့လဲဒါဂါဘရီယယ်မကာဟေးထပ်ပို့ပြီးတော့နာမည်ရတယ်နာမည်ကြီးတယ်အကြိုက်တဲ့အသေးနေများတယ်ဆိုတော့ဒါကတော့အဖြေပဲဒါနောက်ပြီးတော့နောက်တဲ့ movement တစ်ခုကဘလိုက်ဆိုတော့ကျွန်တော်တို့ တိုက်စစ်မှာဗောလေတိုက်စစ်မှာ EVHSC ရဲ့ကစားပုံကဒီနေ့ပွဲစဉ်မှာပို့ပြီးလွတ်လပ်တာကိုမြင်တွေ့ရတယ်။ဒါတနည်းအားဖြင့်ကျွန်တော်အမြင်မမှားဘူးဆိုလို့ရှိရင် EVHSC ကို MKR data ကဒါ Joker ပုံစံမျိုး free span ပုံစံမျိုး pace shot ထားတာကိုဒါကျွန်တော်အနေနဲ့မြင်ခဲ့ရတယ်။ဘာဘလို့လဲဆိုလို့ရှိရင်အရင်တော့ဆို EVHSC ကနောက်ကိုဘောလုံးဆင်းယူမယ်တိုက်စစ်ကိုပေးမယ်။ ဧရိယာပေါက်ထိတ်တက်တဲ့မှာနေရယူမယ်ဒီလိုပုံစံမျိုးပဲဒါပေမဲ့သူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာဘယ်ညာအရန်ရင်ကစားနေတာကိုကျွန်တော်အနေနဲ့မြင်တွေ့ခဲ့ရပြီးတော့မင်းကြိုက်တဲ့နေရသွားကွာမင်းစော့တက်တဲ့ပုံစံတိုင်းစော့ကွာဆိုပြီးတော့ကွင်းနဲ့ထည့်ပေးလိုက်တဲ့ပုံစံမျိုးမြင်ခဲ့ရတာဒါကြောင့်မို့လဲသူဂိုးတွေရခဲ့တယ်လို့ကျွန်တော်ထင်တယ်ဒီကနေ့မနက်တင်ခဲ့တဲ့ဗီဒီယိုမှာတော့ကျွန်တော်ပြောပါသေးတယ်ဒါ EPG အစည်းကိုကျွန်တော်တို့ Crystal Palace မှာမြင်တွေ့ခဲ့ရတဲ့ပုံစံတိုင်းပြန်မြင်တွေ့ခဲ့ရတယ်ဆိုတာမျိုးကျွန်တော်ထည့်ပြောခဲ့ပေးသေးတယ် ဲ့ဒါကအဖြေပဲဗျ။အဲ EBG SC အနေနဲ့သူကအဝေးကစ်တွေကောင်းတယ်၊ second ball စောင့်တာတွေကောင်းတယ်။ဒီနေ့ပွဲစဉ်အေး sorry မနေ့ကပွဲစဉ်တပွဲလုံးမှာဆိုလို့ရှိရင်သူစီကနေ second ball တွေတောက်လျှောက်ဂိုးပေါက်ကန်ခွင့်ရတယ်။ တကယ်ဆိုလို့ရှိရင်ဒါ9ဂိုးလောက်ထိကိုဒါဖြစ်သွားမှာအပြည့်ချေအစည်းအနေနဲ့လည်း4ဂိုးလောက်ထိကိုရသွားမှာတကယ်ကိုကောင်းတဲ့ကန်ချက်တွေကန်နာဖြစ်တည်တိုင်အောင်ဒါတစ်ဖက်ပြန်ဘက်ဂိုးသမားကဒါနေရာယူမမှန်နဲ့ပုတ်ထုတ်သွားတဲ့လုံးနေလဲရှိရပါလေဒါတော်တော်လေးကိုကောင်းတဲ့ movement တစ်ခုပဲဒီလိုပုံစံတိုင်းဒီလိုအဲလူအင်အားအစုအဖွဲ့တိုင်းတာဒါကစားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ Bayern Munich နဲ့ပွဲစဉ်ကိုဒါကျွန်တော်တို့တွေအတွက်အဖြေကောင်းတစ်ခုရသွားနိုင်တယ်ဒါပေမဲ့ဘာပြောပြောပါကျွန်တော်တို့ အာဆင်နယ်အသင်းမှာအခုချိန်ဒါတိုက်စစ်မှုစစ်စစ်ရှိမနေသေးတာတော့စိတ်ပူခြင်းစရာပဲဗျဒါ video crash လို့ကစားသမားမျိုးကဒီလိုပွဲကြီးပွဲကောင်းနေတနည်းအားဖြင့်ပွဲချက်ကာလတွေမှာရှိကိုရှိနေတင့်နေဒါပေမဲ့သူ့အနေနဲ့ဒဏ်ရာတွေကိုမကျော်လွှားနိုင်သေးပဲနဲ့အခုချိန်ဒီတော့အာဆင်နယ်အသင်းရဲ့ထွေနီတွေမှာပါဝင်နေတာဖြစ်တည်တိုင်အောင် မနေ့ကဆိုလို့ရှိရင်လည်းဒါပွဲကြည့်စင်မှာပဲကျွန်တော်တို့တွေမြင်တွေ့ခဲ့ရသလို Gabriel Magahe အနေနဲ့လည်းဒါပွဲပွဲပဲလာဝင်ကြည့်ရတယ်ဗောလေသူ့အနေနဲ့ဒါသူ့ဆီက movement တစ်ခုကိုလည်းကျွန်တော်တို့တွေ့ခဲ့ပါတယ်အပြည့်အချင်းအစည်းကိုသွင်းတဲ့အချိန်မှာသူ့အနေနဲ့တော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတာကျွန်တော်တော့မှစိတ်ပူနေဟဲ့ဟဲ့ဟဲ့မင်းမင်းငိမ့်ငိမ့်နေမင်းခြေတော့ပြန်ထိမယ်ဆိုတော့ကျွန်တော်တော့တည်တယ်မလားကျွန်တော်တော့ပြောအော်နေတာဗောလုံးပွဲကြည့်နေနေဗောလေအဲ့တော့ ဟိုပြောချင်တာကအာဆင်နယ်အသင်းနေဒီနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဒါတကယ်ကိုကောင်းတဲ့ movement တစ်ခုကိုပြသခဲ့တယ်လို့ကြောနေနေမြင်တယ်။ဒါပြောရပြီဆိုတိုက်စစ်မှာတစ်ခုရှိနေတာတစ်ခုကအဲ့ဒါဘာလဲဆိုတော့အဲမီကေမယ်ရီနိုပေါ့လေမီကေမယ်ရီနိုနဲ့အပြာချီအဇီးကအဇီးကိုကြိုက်တယ်လို့ပေးဆော့ထားတဲ့ပုံစံ free ပေးဆော့ထားတဲ့ပုံစံကြီးက တိုက်စစ်မှာလည်းဝင်မိနေရယူသလိုတနည်းအားဖြင့် center forward ပုံစံမျိုးတွေပါတပြည့်ချင်းအစည်းထွတ်ထွတ်သွားတဲ့ပုံစံမျိုးတွေကျွန်တော်မြင်ခဲ့ရတယ်။ဒါ hotel play ကောင်းတဲ့ Mike Merino ကြောင့်လည်းသူနေရအခြေအကြီးတွေပိုရတယ်လို့ကြောင့်နေကတော့ထင်းတယ်။ဒါကြောင့်ညကိုရောမနေ့ကပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုမြင်မိလဲ။ဒါကတော့ဒီကနေ့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းရလေးတွေပဲဖြစ်ပါတယ်။ကြောင့်ညကိုရောဘယ်လိုထင်မိလဲဗျ။ကောမဝင်အောင်ဆွေးနွေးသွားကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ဗျ။တူတွေမှာ